ကြံခိုင်ရအောင်ကြည့်တယ်ကြံခိုင်ရကမဲတော်မနိုင်သေးဘူးအခုကမဲတော်မမနိုင်သေးအခုတည်းကနေပြီးတော့ဇိုက်ရိုက်ကပြတယ်ဟုတ်လားပြတယ်ကြံခိုင်ရမဲရမနိုင်သေးဘူးဦးရဲဇဲစပြနေပြီတဲ့နော်โอเคနော်လောက်ပါတာအုတ်ကြီးပေါ့နော်ဒီကိစ္စလေးပေါ့အုတ်ချုပ်ရေးမှုဝင်းစော်နော်အဲသူကကြံခိုင်ရခန့်ထားတဲ့အုတ်ချုပ်ရေးမှုဖြစ်တယ်ပေါ့နော်အဲ့တော့မပေးလို့ရှိရင်စစ်တပ်နဲ့ချင်းချောက်ပြီးလာဆွဲပါတယ်တဲ့နော်အဲ့တော့ကျေးဇူး ဆွဲတဲ့ပြင်ကိုပေါ့နော်ဆွဲခံရတဲ့မိသားစုကထောက်ပံ့ရေး15သိန်းပဲရတယ်15သိန်းပဲရတယ်ဆိုတော့အဲ့တော့ဆွဲတဲ့နေရာမှာလဲငွေချေးကောက်ခံတဲ့နေရာမှာပဲတစ်လောက်တစ်ခါကြည့်နှစ်ချိန်ကောက်တယ်ဘာကြောင့်လဲဆိုရှင်မင်္ဂလာပါအာစီနန်တို့ YouTube channel ရနေကြိုးစားပါတယ်ကျွန်တော်ရည်ကြီးနေရဒီနေရာတော့ပို့ပါဦးဒီမှာမနေ့ကပပတ်ကြီးပြီးခဲ့တဲ့ရက်ကပဲဘယ်ဟိုတိုင်းကလှည့်တယ်ပြီးတော့ခိုးစားကိုလွတ်တယ်လည်းမသိဘူးအဲ့ဒီမှာအနီးကရိုက်ထားတဲ့

ကျွန်တော်ခဏပြောနေသလိုပဲအလံလိတ်ပြီးတော့အတံမတိတ်တဲ့မြန်မာနိုင်ငံနိုင်ငံသားတွေရင်ထဲမှာအများကြီးရှိတယ်ကျွန်တော်တို့မိဘကသားသမီးကိုပြောဆိုဆုံးမတဲ့အချိန်ကျရင်အောက်မှာညီချစ်တဲ့ညီကောင်မတွေကတီတူတီတူနဲ့သူတို့ကြတော့လုတ်ကျင်နိုင် လုတ်ပြီးတော့ကိုယ်ရီလုတ်မှ ပြောရတဲ့ဆိုတဲ့ပုံစံတိုင်းဒီလိုမျိုးစိတ်တက်တဲ့ဟာအာနာရှင်စနစ် တောက်လျှောက်တီမြဲနေမွေးထားဖို့လိုတယ်။သူတို့ကလည်းတည်တယ်။၂၁တဲ့မှာလက်နက်တွေကင်ဆွဲပြီးတော့တော်လန်ကြီးလှုပ်လာပြီးဆိုတဲ့ကသူတို့ဘလို့ပဲအုပ်စိုးကအုပ်စိုးကရတဲ့နေ့တည်းအုပ်စိုးသလိုပဲရုပ်ောက်ပွဲမှာနိုင်သွားလေသူတို့ရဲ့ဘဝတွေကမလုံးကြုံဒီအရာကိုကျွန်တော်တို့ဘက်မှာရှိတဲ့ဥဆောင်ဥရွက်ပြုတ်နေတဲ့လူတွေကတီးဖို့လိုတယ်ဗျ။ဘာကြောင့်လဲ။နိုင်သွားကြည့်ပါ။ကြိတ်ပြီးတော့လေလီးနေမဲ့ကြိတ်ပြီးတော့အသက်ခံနေရမဲ့အုပ်ကြီးတွေ မြို့နယ်မှုတွေတိုင်းမှုတွေအများကြီးရှိတာလိမ့်မယ်ဒီအရာကိုစက္ကစဘက်ကလည်းတည်တယ်လို့ကျွန်တော်တို့ဘက်ကပို့ပြီးတည်ဖို့လိုတယ်ဒီနေရာမှာဆုံးရှုံးမှုဆိုတဲ့အရာတွေအများကြီးရှိတာနိုင်တယ်ဘာတွေဆုံးရှုံးနိုင်လဲကျွန်တော်တို့ပြည်သူတွေရဲ့အတအိုးရင်စီးသိမ်းနေဆုံးရှုံးလာစေရအများကြီးရှိတယ်ဒီအရာကိုကျွန်တော်တို့ဘက်ကပဲနော်ဥဆောင်ဥရပြုနေတဲ့လူတွေကတည်တည်ချာချာပြက်ပြက်သားသားလုပ်ဖို့တော့လိုတယ်လို့ကျွန်တော်ကတော့ထင်မြင်ပြီးတယ် 2025မှာထောင်ထောင်ကြီးသောအင်အားတွေနဲ့အာနာရှင်စနစ်အမြင့်ပြတ်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကစောင့်မျှော်နေပါတယ်ကျွန်တော်တို့တပ်ဦးအစိုးရကိုနော်ရှစ်ဆက်ပြီးလုပ်ပြကြပါလို့မြစ်တရကနေဒါကပြည်သူ့ကာကွယ်ရေးတပ်မတော်ပသိမ်ခရိုင်အမှတ်1တရင်အမှတ်1တရင်ဒီမှာစာရီတက်ကြီးထားတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ရှိတယ်တစ်ချက်နားထောင်ကြည့်ပါဗျအေရီတိုင်းအတွက်အေရီတိုင်းပသိမ်တက်တော်အတွက်ပသိမ်တက်မတော်အတွက် ပဋိခရိုင်အမှတ်တိုင်ရင်ကနေလှုပ်ထားတဲ့ကမ်ပိန်းလေးပြောမယ်ဆိုရင်တော့ဗျာစစ်ဖက်နဲ့အောက်မှာတတလုံးနေမှာလားဆိုတော့နေကြမှာလားခင်ဗျားတို့ကနေကြမှာလားကျွတ်တို့ကတော့မနေနိုင်မနေနိုင်တဲ့လူတွေကတော့ရတဲ့နေရာကနေစစ်ဖက်နဲ့အောက်ကလွတ်မြောက်အောင်လုပ်နေကြတယ်တစ်ချက်နဲ့ထောင်ကြည့်ဗျာတတမင်းတို့စစ်ဖက်နဲ့အောက်ပါပဲနေတော့မှာလား အယာဝီရတမိုင်းအရင်မို့အယာဝီသားဖြစ်တဲ့သင်ကိုယ်တိုင်မှာလဲတာဝန်ရှိတော်လာရဲ့ကြီးညံဆောင်ပြီးဆုံးတော့လာပါဘာလို့တူတူရှစ်ဆံဒါအယာဝီတိုင်းပသိန်ခရဲ့အမှတ်1တန်ရင်အမှတ်1တန်ရင်အတွက်စစ်စော်ထားတဲ့ဗီဒီယိုဖိုင်လေးပါကျွန်တော်တို့ဒီလေအီယော်ဒီတိုင်းသားတွေဖြစ်တဲ့အတွက်တက်နိုင်တဲ့ဘက်ကနေပါဝင်အားဖြစ်ကူညီပေးကြဖို့ မြန်မာနိုင်ငံတနိုင်ငံနေရာအနှံ့အပြားမှာတော့လိုအပ်နေတဲ့အရာတွေအများကြီးရှိတယ်ဒီလိုအပ်နေတဲ့အရာတွေအများကြီးတဲမှာမှအေရော်ဒီတိုင်းပသိခရိုင်အမှတ်၁တိုင်ရင်းအတွက်ကြော်ညာတဲ့အရာတွေပါတက်နိုင်တက်နိုင်တဲ့ဘက်ကပူပေါင်းပါဝင်ကူညီပေးကြပါလို့မြစ်တာရဲခံပါတယ်ဒီမှာထူးဆန်းတဲ့အရာတွေလာပြီမောင်မောင်သူဘာတွေပြောထားလဲတစ်ချက်နှတ်ထောင်ကြည့်ပြ အဲငါတကောကော ပြီးတော့မဟာလာဒီနိုင်ငံရေးမှာတထားတမိုက်အဆင့်သာရှိမောင်မောင်မလားငါတကောကောပြီးတော့ငါလောက်တာမှမှန်တယ်ငါစုအဖွဲ့နဲ့ရှေ့ဆက်လို့ရတယ်နိုင်ငံအနေငယ်နဲ့ရှေ့ဆက်လို့ရပါတယ်ဆိုတော့ဥမင်းအွန်လိုင်းရဲ့ဒီလိုခေါ်မယ်ဆိုတော့နိုင်ငံရေးတထားတမိုက်ညံလို့ပဲကျွန်တော်ပြောရတော့မှာပဲနိုင်ငံရေးတထားတမိုက်ညံ ਨੇ ဟုတ်တယ်နိုင်ငံရေးတထားတမိုက်ညံ ਨੇ ဖြစ်နေတယ်လို့ပဲကျွန်တော်များတို့စဉ်းစားကြည့် ဒေါအောင်ဆန်းစုကြည်ကိုသူ့လက်ထက်ကြမှာဘသူနဲ့မှလည်းပေးမတွေ့ဘူးအတင်းအကျက်ညှင်းပန်းနှိပ်စက်တဲ့အရာမျိုးတွေကျွန်တော်တို့ကမမြင်ရဘူးဆိုပေမဲ့သူ့ဘလိုနေရာမျိုးမှာထားတယ်ဘလိုပုံစံမျိုးတွေနဲ့အမေစုကိုထားလဲဆိုတော့ကျွန်တော်တို့မသိဘူးသူဦးတန်းရွှေတို့ဦးသိန်းစိန်တို့လက်ထက်မှာတော့အမေစုဘလိုနေရတယ်အကျေကျုပ်ထားတယ်ထားတဲ့အပြင်မှာမှနိုင်ငံတကာတန်တမာဆက်ဆံရေးအရာလာတွေ့တဲ့လူတွေရှိရင်လည်းပြေးတွေ့တယ်အခုကအကျယ်ချုပ်မပြောနဲ့ထောင်ထဲထည့်ပြီး ဘယ်နေရာမှာထားတယ်ဆိုတော့မသိဘူးကျမ်းမာရေးအရာကုသခွင့်လည်းမရှိဘူးဘယ်နိုင်ငံကပဲဖီအားပေးပြီးတော့အမေစုကိုလှုပ်ပေးပါလို့ပြောနေရင်တော့တောင်မှဒီမင်းအောင်နိုင်ကလုံးဝဂရုမစိုက်ဘူးသူတို့ဘက်ကတွေးထားတဲ့အရာကလည်းပြက်ပြက်တသားပဲခုနကကျွန်တော်ပြောသလိုပေါ့သူတို့ဒီအာနာရသွားလို့အစိုးရတည်းရတက်လာတဲ့ဆိုရင်တောင်မှလက်ကြံဖြစ်နေတဲ့ PDF တွေကသူတို့ကိုအချိန်ပြည့်တွန်းလန့်တိုက်ခိုက်နေမယ်ဆိုတော့ဒီကောင်ကြီးကောင်းကောင်းသိတယ် ဒါကြောင့်မလို့ကျွန်တော်တို့တအူးအစိုးရနဲ့ပတ်သက်ပြီးကျွန်တော်တို့ကဝေဖန်ထောက်ပြပြီးပြည်သူတဦးတယောက်အနေနဲ့အော်နေတာကပြက်လို့ပြက်စီးအော်နေတာမဟုတ်ဘူးဒီထက်ပိုကောင်းတဲ့အစီအမံတွေကိုချဖို့လိုတယ်ဒီထက်ကိုကောင်းတဲ့အရာတွေကိုလည်းလုပ်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့တအူးအစိုးရရဲ့အော်ထားတဲ့အရာတော့ရှိရနော်2025မှာထောင်တောင်းချီသောအင်အားတွေနဲ့အာနာရှင်စနစ်အမြင့်ပြက်ရမယ်ဆိုပြီးပြောထားတဲ့အရာကိုတော့ကျွန်တော်တို့ပြည်သူတွေရင်ွယ်ပိုက်ထားတယ် ဒီသေးခေါ်တဲ့အရာမှာအဆင်မပြေဘူးတလိုင်းတလိုင်းမီတလိုင်းလာမယ်ဆိုတဲ့အရာတွေလည်းအဆင်မပြေဘူးအခု2025မှာဟစ်အော်ကျွေးထားတဲ့အကြောင်းအရာတိတိကျပြတ်သားဖို့တော့လိုတယ်ပြည်သူညုံညင်လာရင်တန်တော်လိုင်းရေးဟာနောက်နေသွားမယ်အနေအထားတွေအများကြီးရှိတယ်ဗျနော်နော်အဲ့ဒီစကားမျိုးတော့ဖြစ်စေခြင်းမို့အဲ့လိုအဲ့လိုစကားမျိုးနဲ့တက်လာမယ်အစိုးရပဲကျွန်တော်မလို့ခြင်းဘူးဗျာနော်အဲ့တော့ကဘာကိုတကားဖွင့်မယ်နိုင်ငံထူထောင်ရေးတွေထိစူးစမ်းမယ်နော် ကိုပြည်တွင်နိုင်ငံအင်အားစုတွေတိုးတက်အောင်ကြိုးစားမယ်။ဟိုမိတ်ဆွေနိုင်ငံလေးအနေနဲ့ခီးဆက်လို့မရဘူး။ကဘာကြီးကညောင်းချင်းတို့ဝလုံးကောင်းတွေကလာမဟုတ်ဘူး။အဲဝလုံးကောင်းတွေကတားတဲ့လာကဘာမှသုံးစားလို့မရအောင်။အဲ့တော့အဲ့ဒီအတွေးခေါ်တော့ရှောင်မို့လို့တက်လာတဲ့အစိုးရတိုင်းဒီကောင်းဆုံးကြိုးစားမှာပါလို့ဆိုရှင်ပြည်တွင်နိုင်ငံရေးအကွဲပြဲတွေနိုင်ငံရေးအင်အားစုတွေအားလုံးစုစည်းနိုင်မှုကြိုးစားရမယ်။နော်။နိုင်ငံငါတန်တမာရေးတွေဖွင့်ဖို့ကြိုးစားရမယ်။ ေကွက်စည်းဝါးရေးဆက်လက်ဖွင့်ဖို့ကြိုးစားရမယ်အဓိကတော့ဒါတွေအားလုံးဖွင့်ဖို့ဆိုလို့ရှိရင်ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကြားထဲမှာနိုင်ငံရေးအားဖြင့်တိုးတက်အောင်ကြိုးစားရမယ်အဲ့လိုကြိုးစားဖို့ဆိုလို့ရှိရင် အခုဒေါ်လာမအားရကိုလုတ်ကွက်တွေမှားနေလို့မမောင်ပြောပြနေတာနိုင်ငံအင်အားစုတွေဟလာလက်နက်ကင်အင်အားစုတွေအပြီးတော့ရှိအတိုက်ခံအင်အားစုတွေအားလုံးအားလုံးကိုဘယ်လိုမျိုးနိုင်ငံအတွက်နိုင်ငံရေးတိုးတက်ဖို့ကျွန်တော်စူးစမ်းကြမယ်ဆိုတော့အဓိက စ조사မဲ့အစိုးရမျိုးလိုအပ်ပါတယ်เนาะဥမင်းအောင်လာမျိုးအာမိတ်ဆွေနိုင်ငံအနေငယ်နဲ့ခီးဆက်မဲ့ဆိုတော့အဲနိုင်ငံရေးကျင်းပမှုတွေကတော့ဘလို့မှခီးရောက်မှာမဟုတ်ပါဘူးเนาะဒါကတော့ तू ကတော့စစ်တပ်ကိုအမာခံထောက်ခံတယ်လို့ပြောတယ်ပြီးစစ်တပ်ကိုဘောမှတယ်ဆိုပုံမှန်လင်းပြတ်တာပြောပြီးသားအဲ့လိုပြတ်သားဖို့လိုတယ်အဲ့ဒီလိုပြတ်သားမှတာလည်းရမယ်ကျွန်တော်တို့ဘက်မှာအမှန်တရားကိုထောက်ခံပါတယ်ဆိုပြီးတော့အချိန်ကာလကြာမြင့်တဲ့အရာနဲ့ကျွန်တော်ကိုယ်တိုင် ထောက်ဖို့တချို့လုတ်တဲ့လူတွေခိုးပါတယ်ဆိုတော့တက်တက်អော်တဲ့အခါကျတော့ပျောက်သွားတဲ့လူတွေရှိတယ်အဲ့ဒီအရာကိုတချို့ကျတော့အပြစ်လာဖုံးကြတယ်ကျွန်တော်ပြစမယ်ဗျတော်လန်ရေးလုတ်တယ်နိုင်ငံအတွက်လုတ်တယ်ဆိုရင်យោသားစိတ်နဲ့ယုံကြည်ချက်မခိုင်မာတဲ့လူတွေဟာတော်လန်ရေးနိုင်ငံရေးမှာနောက်ဆုတ်သွားတဲ့ရှိတယ်အမှန်တကယ်တော့သူတို့တွေနိုင်ငံရေးအကြောင်းနားလည်လားဆိုရင်နားလည်တဲ့လူတွေလည်းမဟုတ်ဘူးတော်လန်ရေးဆိုတာဘာလဲဆိုတော့လေတိကျကကနနာမသိဘူးသူတို့တည်တဲ့အရာက ဒီတော်လိုက်ရေးနိုင်ငံရေးကိုအကြောင်းပြုပြီးတော့အခွင့်အရေးရနာမည်ကြီးထင်ပေါ်ကျော်စောပြီးတော့စီးပွားပုံစံမျိုးနဲ့လှုပ်ရှားလို့ရတယ်ဆိုတဲ့လူဒန်းစားတွေများနေတဲ့အတွက်ဒီလိုလူဒန်းစားတွေကိုလှုပ်လို့ရတဲ့အဖွဲ့အစည်းတရက်တော်ရှိတယ်။အဲ့ဒီအဖွဲ့အစည်းဒီ UNG အစိုးရပဲဖြစ်တယ်။အဲ့ဒီ UNG အစိုးရဒီလဲထိပ်ပိုင်းမှာရှိတဲ့အခွင့်အရေးလိုချင်တဲ့လူဒန်းစားတွေကပါဝင်နေမယ်ဆိုရင်တော့ကျွန်တော်တို့တော်လန်ရေးရ UNG အစိုးရအော်ထားတဲ့2025မှာထောင်တောင်းချီသောအင်အားကိုကျွန်တော်တို့ပြည်သူတွေကဘယ်အချိန်မှစောင့်ညော်ရမလဲကျွန်တော်တို့တလခွဲကြော်ကြော်ပဲလိုတော့တယ်ကျွန်တော်တို့ပြည်သူတွေကစောင့်ညော်နေတော့မှာဒါကကျွန်တော်တို့ဘက်မှာဖြစ်တဲ့အရာကိုမောင်မောင်ပြောတဲ့အရာနဲ့ကြားညက်ပြီးပြောတာပါကျွန်တော်တို့တွေတစ်ဖက်တက်တယ်တွေးပြီးတော့တစ်ဖက်ကိုပဲထိုင်ဆဲနေုံနဲ့တစ်ဖက်ကိုပဲအပြစ်ပြောနေုံနဲ့တော်လန်ရေးမပြီးဘူးကိုယ့်ဘက်မှာရှိတဲ့အမားတွေကိုလည်းပြင်ဆင်မှသာရင်ရမယ်ကျွန်တော်ကတော့ဒီ formula အတိုင်း ဒီအာဘော်အတိုင်းဒီနီးအတိုင်းပဲဘာကြောင့်သွားလဲဆိုရင်တော်လန်ရဲမှကိုဘက်ကပြင်ဆင်ထားမှတစ်ဖက်ကရန်သူကိုတိုက်ထုတ်ရတာအမြင့်ပါပြတ်မယ်ဒီစကားလေးတော့တစ်ချက်တော့မှတ်ထားပြီပါနောက်ထပ်ကြက်ခိုင်အစိုးရကြက်ခိုင်ကြက်ဖို့ပါတီကအာနာတော့မရသေးဘူးဖြစ်ပြက်နေတဲ့အရာတွေကိုမောင်မောင်ထပ်ပြောသွားတာရှိတယ်နားထောင်ကြည့်ဒါကတကယ်ဖြစ်ပြက်နေတဲ့ပြည်တွင်းမှာတကယ်ဖြစ်ပြက်နေတဲ့အရာတွေ တကယ်မှတကယ်ဖြစ်ပျက်နေတဲ့အရာတွေကိုဘာကြောင့်အာနာရှင်လူစုကမျက်ွယ်ပြုတ်ထားတယ်လဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်အာနာရှင်ကလည်းအာနာရှင်ဆန်ဆန်နဲ့လူရွေးထုတ်နေတယ်တရဲဖြဲ့ရဲမိုက်ရဲရုံမှာကောက်ကျစ်ရဲတဲ့လူကိုပဲအာနာရှင်ဟာရွေးထုတ်နေတယ်ကျွန်တော်တို့အမှန်တရားဘက်မှာရှိတဲ့အစိုးရကလည်း မှန်ကန်တိကျပြတ်သားပြီးယူသားစိတ်နဲ့အာနာရှင်စနစ်အမြင့်ပြအောင်လုပ်မယ်ဆိုတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းဒီကိုလက်ထဲမှာကင်ထားဖို့လိုတယ်နော်နားထောင်ကြည့်ဗျအကျန့်ခံရေးအုပ်ကြီးတယ်ကျန့်ခံရေးကမဲတော်မနိုင်သေးဘူးအခုကမဲတော်မှမနိုင်သေးအခုတည်းကနေပြီးတော့ဇိုက်ကပြနေဟလားကဲကျန့်ခံရေးကမဲရမနိုင်သေးဘူးဦးရဲဇဲစပြနေပြီတဲ့နော်โอเคနော်လောက်ပေါ်တာအုပ်ကြီးပေါ့နော်ဒီကိစ္စလေးပေါ့ အုတ်ချုပ်ရည်မှုဝင်းစော်နော်အဲသူကကြံ့ခံရေးရခန့်ထားတဲ့အုတ်ချုပ်ရည်မှုဖြစ်တယ်ဗောနော်အဲ့တော့မပေးလို့ရှိရင်နဲ့စစ်တပ်နဲ့ချင်းချောက်ပြီးလာဆွဲပါတယ်တဲ့နော်အင်းအဲ့တော့ကျေးဆွဲတဲ့ပြင်ကိုဗောနော်ဆွဲခံရတဲ့မိသားစုကထောက်ပံ့ချေ15သိန်းပဲရတယ်15သိန်းပဲရတယ်ဆိုတော့အဲ့တော့ဆွဲတဲ့နေရာမှာလဲငွေချေးကောက်ခံတဲ့နေရာမှာပဲတလောက်တစ်ခါကြာနှစ်ချိန်ကောက်တယ်ဘာကြောင့်လဲဆိုရှင်သူတို့ကအစ်မှုတန်းဝယ်လိုက်တယ်ဗော အဲဝယ်ပြီးတော့စစ်တပ်ကိုပေးလိုက်တယ်ဝယ်တဲ့ခါမှာစစ်မှုထမ်းကရောက်သွားပြီဟိုရောက်စေးမအောင်လို့ကျွန်တော်နောက်တစ်ယောက်ထပ်ဝယ်ရမယ်အမှန်တကယ်ကသူတို့လင်ညာကောက်နေတာလေနော်ဟိုမှာကလုံးဝစစ်ထဲအဲဘယ်ခေါင်းလဲစစ်ထဲဝင်သွားသူကပြန်မလာရဘူးအဲ့တော့အဲ့လိုမျိုးလင်ညာကောက်ခံမှုတွေရှိသလိုအရန်ကို night test စီးနင်းဆန်လွန်းနေတယ်ပေါ့ဗျာနော်အဲ့တော့အဲ့တော့ဘယ်လိုခေါ်မလဲနောက်ထပ်လူတွေကိုလဲပေါ့နော်သူ့ရဲ့ဒီစည်ရေးကလဲပေါ့နော် လူတွေကိုဖနှက်တဲ့ပါးကိုရိုက်ပါတယ်တဲ့နော်အပြစ်ရှိတဲ့သူတွေပေါ့ပြစ်ရှိတဲ့ဟေးဆိုရှင်အဲ့လိုပါးကိုရိုက်ပါတယ်တဲ့ဆရီးပေါ့ဖြိုးဝေထွန်းလို့ခေါ်ပါတယ်နော်ဒါပြောရနော်သူကလည်းမွတ်စလင်ပါတဲ့အဲ့တော့အဲဒါမျိုးတွေပေါ့ပြည်သူလူထုပေါ့ night test scene အနိုင်ကျင့်နေတဲ့အုပ်ကြီးတွေကြန့်ခန့်ရေးအုပ်ကြီးတွေမကြန့်ခန့်ရေးအုပ်ကြီးတွေကြန့်ခန့်ရေးကမဲတော်မနိုင်သေးဘူးအခုကမဲတော်မမနိုင်သေးအခုတည်းကနေပြီးတော့ဇိုက်ကပြနေဟလားအဲပါရိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေများဖြစ်နေတယ်လို့ရောသလားအဲ့ဒါကြန့်ခန့်ရေးဘက်ကလည်း ကိုခံထားတဲ့အုပ်ကြီးတွေရဲ့အကျင့်စရိုက်နဲ့ဂယူးဆိုင်ပါနော်ခင်ဗျားတို့ပြည်သူမျက်နှာမူရမှာဖြစ်တယ်ခင်ဗျားတို့အုပ်ချုပ်ရမှာခြေခံဥပဒေနဲ့အုပ်ချုပ်ရမှာဖြစ်တယ်အဲ့ဒီကြောင့်မို့လို့ပြည်သူလူထုမှာပါဝါရှိတယ်ဆိုတာသိဖို့လိုတယ်အဲ့တော့ခင်ဗျားတို့ကဒါမျိုးတွေရက်ဆက်ကြမ်းတမ်းနေမယ်နော်မောက်မာနေမယ်ဟဲ့ဆိုလို့ရှိရင်ပြည်သူလူထုရဲ့ဒါပထမတလိုင်းကြီးဆက်တွေဆန့်ကျင်သွားပြီနောက်ထပ်လုံးဝမဆန့်ကျင်တဲ့သူတွေပါဆက်လက်ဆန့်ကျင်သွားလို့ရှိရင်တော့နော်ဟိုဘယ်ကောင်မှခင်ဗျားတို့ ဒီခိုင်အစိုးရဆက်တက်လာမှာပဲနောက်ထပ်ခင်ဗျားတို့ကိုစန့်ကျင်တော်လန်တော့တော်လန်ရေးအုပ်စုနောက်ထပ်တစုထပ်ပေါ်လာရင်လည်းမကောင်းဘူးအဲ့လိုမဖြစ်ဖို့ဟာအဲခင်ဗျားတို့ဇေယိုက်တွေပြင်ဖို့လိုပါတယ်ခင်ဗျာနော်ဒါကကျန်းခိုင်ရေးကျန်းဖို့ပါတီကအစိုးရမဖြစ်သေးဘူးရုပ်မှရက်ဆက်နေတဲ့အရာတွေကိုသူကပြောတာဒါဟာတကယ်လက်ရှိပဂရိမလဲမှာဖြစ်နေတယ် ျွန်တော်အမန်တရားဘက်ကကြည့်မယ်ဆိုရင်အာနာရှင်စနစ်ကိုအမြင့်ပြအောင်တွန်းလှန်မယ်သူတွေဘက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အချိန်နေရာဒေတာမယွေးပဲနဲ့အာနာရှင်ကိုအချိန်ပြည့်တွန်းလှန်နေရမှာဒီအရာမှာဒါပဲပြောရမှာပဲ ဥဆောင်ဥရပြုတ်နေတဲ့အစိုးရတရက်နေတဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူပြည်သားတွေရဲ့နေထိုင်မှုဆင်းရဲဒုက္ခကြုံနေရမှုအကြောက်တရားတွေနဲ့နေထိုင်နေရမှုမိမိရှိတဲ့ငွေကြေးတွေအားလုံးကိုအာနာရှင်ဟာစနစ်တကျနှိုက်ထုတ်နေတယ်ဘလို့နီးနဲ့နှိုက်ထုတ်နေတယ်ဆိုတာကိုကျွန်တော်တို့တပ်ဦးအစိုးရအနေနဲ့လည်းသိဖို့လိုနေပြီကတီလဲတိနေတဲ့ဒီအရာကိုထိထိရောက်ရောက်ဒီလောက်ကြပါလို့မြစ်တိုင်ကနေကျွန်တော်တို့ပြည်သူတွေအနေနဲ့ကလည်းမိမိတို့ရဲ့အစိုးရအပေါ်မှာ ဖောင်းထုတ်တာမဟုတ်ဘူးဝေဖန်သုံးသက်ပြီးတော့နောက်ကနေတွန်းအားပေးစော်အောဖို့လိုနေတယ်ဆိုတော့ပြောရင်းနဲ့ဒီကိုချုပ်တယ်နော်အားလုံးကောင်းသောနေ့ပါဗျာနော်